မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်ကြောက်တန်းရွာကိုဓမြဝင်တိုက်ပြီးတော့မိသားစုဝင်5ဦးကိုကျိုးတုပ်ရိုက်နှက်သွားတဲ့သူ4ဦးကိုတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့မှာကောလင်းမြို့နယ်ကြောက်တန်းရွာမှာရှိတဲ့ဦးမင်းကောင်နဲ့မိသားစုဝင်4ဦးတို့နေထိုင်တဲ့နေအိမ်ကို ဒုတ်တွေဓာတ်တွေကင်ဆောင်လာတဲ့လူလေးဦးကဓမြဝင်တိုက်ကမိသားစုဝင်တွေအားလုံးကိုကျိုးတုပ်ပြီးတော့ရိုက်နှက်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးကျိုးတုပ်ရိုက်နှက်ပြီးတဲ့နောက်ငွေသား360နဲ့တံမိုးကြီးပစ္စည်းများကိုယူဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီဓမြအဖွဲ့ကိုကောလင်းမြို့နယ်ဘက်ကပါပအဖနဲ့ PDF တပ်ဖွဲ့များကလိုက်လံစုံစမ်းတဲ့အချိန်မှာ ဩဂတ်စ်လ17ရက်နေ့မှာဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဓမြတွေနဲ့စစ်ခွေးတွေပူးပေါင်းနေတဲ့ပြူစောတိတွေတော့မဟုတ်ဘူး။ဈေးဆွဲနေတဲ့ဈေးသမားတွေပါဈေးဖို့လို့လို့ဓမြလာတိုက်တာဖြစ်နိုင်တယ်လို့ calling info ကတာဝန်ရှိသူကရှင်းပြထားပါဗျ။အဲ့ဒီဓမြ၄ဦးဟာဝင်းသူမြို့နယ်နမ်ခန်းရွာ၊ကံကုန်းရွာနဲ့ calling မြို့နယ်လက်ပံခုံရွာ၊ရှော့ဗျူကုန်းအရှိရွာတို့ကဖြစ်ပြီးတော့စစ်ဆေးမှုများကိုပြုလုပ်နေကဆက်လက်ပြီးတော့အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကောင်စီကရေချောင်းကနေစစ်ရင်အားတွေဖြည့်တင်းနေတဲ့အချိန် AR မြေကူတရာစင်ခန်းကိုအရောက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီရဲ့စစ်သည်မအုပ်စုတွေကြားမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ရုပ်သံမှတ်တမ်းကိုကချင်သတင်းအမြစ်တချို့ကအခုရပိုင်းမှာဖော်ပြလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်စစ်ရေးသတင်းအမြစ်တအူးကမအလာဂျဘူးရဲ့ ်ခမရဲ့သင်းမောတွေကိုမီးရှို့လိုက်တဲ့ KIA အဖွဲ့ပါလို့ရေးသားထားကတရားဘော်က KIA ပူးပေါင်းတပ်ဖွဲ့နဲ့သင်းမောဘော်ကစစ်ခွေးတွေဂျာမန်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ရုပ်တံကိုပြီးခဲ့တဲ့၃ရက်ကဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကချင်းသတင်းရင်းမြစ်ကစစ်သင်းမောများဗမာမျိုးကိုစံတက်လာတဲ့အချိန်စင်ခန်းတရားကိုဖျက်ဆီးသွားတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားမှုရုပ်တံလို့အတည်ပြုထားပါတယ်။ဟုတ်ပါတယ်ဒီကောင်တွေတက်လာတာကလည်း သုံးပုံမှာနှစ်ပုံကမပြည့်တပြည့်ပဲရောက်တယ်ဆိုတော့ပြန်ဆင်းဖို့လဲလုံခြုံရေးမပိုင်ရင်မဆင်းရဘူးဖြစ်နေတယ်။တင်းမော်တွေကအကုန်လုံးဗမော်မှာပဲရှိသေးတယ်လို့ကချင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ရုတ်တံမှာပြစ်ခတ်တံပေါင်းများစွာကိုကြားနေရပြီးတော့တင်းမော်ဘော်ကပြစ်ခတ်တဲ့ကြီအချို့ဟာတရားကိုထိမှန်တာကိုတွေ့ရပါတယ်။ဒူဝါကိုပြစ်နေတယ်နော်ဒူဝါကိုပြစ်နေတယ်လို့တော်လိုင်းရဲဘော်တအုပ်က KIA အရာရှိငယ်တအုပ်ကိုပြောပြထားပါဗျ။ဒါအပြင်စစ်သည်မောင်းများတရားအောက်ကိုဖြတ်တန်းတဲ့အချိန်မှာ အင်းကြီးကိုမီးရှို့ပြီးတော့ပြစ်ချပြီးစီပုံးလို့ယူဆရတဲ့ပုံးတစ်ခုကိုပြစ်ချကစစ်သည်မောမီးလောင်စီရန်တိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒစည်းကြံနေသေးတယ်။အင်းကြီးချွတ်ပေးရမလား။ကြည်စံရှိသေးတာပဲမရှိတော့ဘူးအောင်းမင်နေတာ။ဓာတ်စီမမရှိတော့တာ။ဓာတ်စီကအဲ့ဒီထဲမှာဓာတ်စီလာဗမာလဲအဲ့ဒီထဲမှာဒစည်းကြံသေးတယ်မှာလား။ လာနေကလောင်းလိုက်ငါဒီဟောင်းမီးရှို့ပြီးတော့ပြစ်ထက်လိုက်မယ်လို့ KI အရာရှိနဲ့တော်လန်ရဲဘော်တို့အပြန်အလှန်ပြောဆိုနေတဲ့အတန်းကိုရုတ်တံမှာချခဲ့ရပါတယ်။အဲ့ဒီ KI ရဲ့အရာရှိငယ်လို့ယူဆရတဲ့သူဟာစစ်သည်မောင်များတရားကိုကြော်သွားပြီးတဲ့နောက်လက်နက်ငယ်နဲ့ဆက်လက်ပြစ်ခတ်ခဲ့တဲ့ရုတ်တံဖိုင်လေးထွက်ပေါ်ခဲ့ပါတယ်။အခုလိုတိုက်ခိုက်မှုကြောင့်စစ်သည်မောင်များထိခိုက်မှုရှိမရှိအခြေအနေကိုရုတ်တံမှာတော့မတွေ့ခဲ့ရပါဘူး။ သို့တော်လဲစစ်သည်မောင်းများကိုရွှေကူနဲ့ဗမော်မြို့နယ်ကြားမှာ KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သည်မောင်း6စီးထိခိုက်ပျက်စီးနင်းမြုပ်ခဲ့တယ်လို့ KIA ရဲ့သတင်းနယ်ပြန်ကြားရေးဌာနနဲ့ကချင်စီရဲသတင်းရင်းမြစ်ကအတိပေးထားပါတယ်။ဩဂတ်စ်လ10ရက်နေ့ကစစ်သည်မောင်း7စီးလောက်ဟာဗမော်မြို့ကိုရောက်ရှိလာခဲ့ရာစစ်ကူအင်အားထက်လက်နက်ခဲယမ်းရိတ်ခါများအဓိကပါဝင်နေတယ်လို့ KIA သတင်းနယ်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။ ဲ့ဒီစစ်သည်မောင်းများဗမော်ကိုရောက်ရှိလာပြီးတဲ့နောက်စေကောင်စီတပ်ကမြေပြင်ထိုးစစ်အပြင်လေကြောင်း drone တိုက်ခတ်မှုများကိုဇက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် ဩဂတ်လဇန်ပိုင်းကနေအခုအချိန်ထိကိုတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဒါ့အပြင်စိန်ခမ်းတရားကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ကြောင်းစစ်ကောင်စီရဲ့ဝါဒဖြန့်သူများကရေးသားဖြန့်ဝေမှုများရှိခဲ့တယ်လို့သိရပါဗျ။ဒါကြောင့် KI ပူးပေါင်းတပ်ဖွဲ့ကဩဂတ်လပထမပတ်မှာတရားရဲ့ရှေ့မှာတပ်ဖွဲ့ဝင်များစူးစီးရိုက်ကူးထားတဲ့ဓာတ်ပုံမှတ်တမ်းကိုဖော်ပြကာဆက်လက်ပြီးတော့ထိန်းချုပ်ထားဆဲဖြစ်တယ်လို့တော်လိုင်းရဲဘော်အချုပ်ကအသိပေးထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သွားတိုက်စီးနဲ့စက်ပြာကလွဲပြီးတော့လူသုံးကုန်ပစ္စည်း35မျိုးကိုအကြမ်းဖက်စစ်ကောင်စီကပြည်ပကနေတင်သွင်းခွင့်ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ23ရက်နေ့မှာလူမှုကွန်ရက်ကနေတဆင့်ထွက်ပေါ်လာတဲ့နိုင်ငံခြားသုံးွေကြီးကြပ်ရေးကော်မတီရဲ့ကြေညာချက်တရက်မှာတင်သွင်းခွင့်ပိတ်ပင်လိုက်တဲ့ကုန်ပစ္စည်းအမေတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကြေညာချက်စာရွက်စာတမ်းမှာတော့ရက်စွဲမပါတာကိုတွေ့ရပါတယ်။ ်ဩဂတ်စတာ၁ရက်နေ့ကအကြက်ဖက်စစ်ခွေးတက်ကဖျက်သိမ်းခဲ့တဲ့ကော်မတီနဲ့ကော်မရှင်194ခုထဲမှာနိုင်ငံသား၃ငွေကြီးကြပ်ရေးကော်မတီလည်းပါဝင်တယ်လို့သိရပါဗျ။ကော်မတီဖျက်သိမ်းလိုက်ပြီမယ်။ဂျင်ညာချက်မှာပါတဲ့ကုန်ပစ္စည်းတွေကတင်သွင်းလို့မရဖြစ်နေသေးဖြစ်တယ်လို့နေဆက်ကုန်သွယ်ရေးလုပ်ငန်းရှင်နဲ့ပြည်ရင်းပို့ကုန်သွင်းကုန်လုပ်ငန်းရှင်၃ဦးလောက်ကသတင်းပေးဖို့ပြောကြားထားပါတယ်။အဲ့ဒီဂျင်ညာချက်ဒီနေ့မေလလောက်ကလေးကထွက်တာလို့သိရတယ်။ကော်မတီကဖျက်သိမ်းတာမှန်တယ်လို့သူနဲ့ဆက်ဆက်တဲ့ဂျင်ညာချက်အမိန့်စာတွေကအသက်မဝင်တော့ဘူးဆိုပေမဲ့ စစ်ကောင်စီကဆက်သုံးနေတာပဲအဖွဲအမည်တွေပဲချိန်နေကြတာလူတွေကတော့ဒီတိုင်းပဲဆိုတော့သူတို့ချထားတဲ့မူတွေဆက်ပြီးတော့အသက်ဝင်နေတယ်လို့မျိုးပါပဲလို့ပြည်ပပုတ်ကုံလုပ်ငန်းရှင်တူကရှင်းပြထားပါတယ်တင်သွင်းခွင့်ပိတ်ပင်လိုက်တဲ့ကုန်ပစ္စည်း35မျိုးထဲမှာချိန်ရဖနံအမွေးတိုင်ခေါက်ဆွဲကြာစံချိုးချင်းဘီစကစ်ပဲငံပြရည်ဘက်ထရီပရုပ်လုံးမီးလုံးတ िश ူးလူကြီးဒိုင်ပါသွားတိုက်တန်းသွားတိုက်စေးဆက်ပြတာယာနဲ့ကျွတ်တွေပါဝင်တာကိုတွေ့ရပါတယ် စားတောက်ကုံတွေထဲမှာကြက်ဥကြောင်အစ်စ်တောက်သုံးလို့ရတယ်။ note ဒိန်ဂျင်နဲ့တည်တည်မျိုးစုံကိုလည်းတင်သွင်းခွင့်မပေးဘူးလို့ဖော်ပြထားပါတယ်။နိုင်ငံခြားငွေသုံးစွဲမှုရှော့ချရေးကိုအကြောင်းပြပေးမယ်။အဓိကကတော့တိုင်းဒါလက်နက်ကိုင်းတွေနဲ့တော်လိုင်းအဖွဲ့တွေရဲ့ဝင်ငွေစီးဆင်းမှုကိုအားနဲ့အောင်လုပ်နေတာလို့မြင်ပါတယ်။စစ်ကောင်စီက သူလုံးမဲ့ရွေးကောက်ပွဲအောင်မြင်မှရမယ်အခြေအနေဆိုတော့ရသမျှအပေါက်တွေအားလုံးကိုပိတ်လိုက်မယ်ပြည်တွင်းထဲကအခြေခံလူလူကဒုက္ခရောက်ပြီးရင်ရောက်ကြအောင်မယ်လို့ကုန်စည်တိုင်းလုပ်ငန်းရှင်တို့ကပြည်ပသွင်းကုန်ပစ္စည်းများပိတ်လိုက်တဲ့အခြေအနေကိုရှင်းပြထားပါရယ်စည်ရင်းအရာရှုံးနေပြီးတော့နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီရရှိတဲ့ရှမ်းမြောက်ကုန်သွယ်ရေးစခန်းများအပါအဝင် read မောင်တော်မဲဆဲနဲ့ထီခီနေဆက် gate တွေကိုစစ်ကောင်စီကလက်လွတ်ထားရပါတယ်ဒါပေမဲ့ထိုင်းနဲ့နေဆက်ကုန်သွယ်နိုင်တဲ့ ်မြောက်ရီတာချီလေးကုံသွဲရေးစခန်းနဲ့ပင်လယ်ရေချောင်းကနေပြည်ပပုတ်ကုံတွေကိုစစ်ကောင်စီကတင်သွင်းနေပါတယ်မြောက်ရီကနေတရားဝင်ဘာမှတင်သွင်းခွင့်မပြုသလောက်ပဲအဲ့ဒါကြောင့်တွေးသမျှအကုန်လိုက်ဖမ်းနေတာအရင်ကကုံနဲ့စင်းရင်ကားတစ်စီးကို30နဲ့ချီပြီးတော့ရတယ်အခုကတော့အကုန်ခါလီပဲလို့မြောက်ရီကမြို့ကန်လုပ်ငန်းရှင်တူကပြောပြထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲအခြေခံလူထမ်းစားတွေကိုအားကိုအသုံးပြုနေရတယ်စောင်းစီဖြန့်ဖြူတာကို online စနစ်နဲ့ထိန်းချုပ်ဖို့စစ်ကောင်စီကထိန်းချုပ်နိုင်ဖို့လုပ်နေတာတွေလည်းရှိပါတယ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာပြည်တွင်းစီးပွားရေးကအဆိုးအဝါဆုံးနှိမ်ချနေတယ်လို့ကမ္ဘာဗန်နဲ့အရှိတောင်အာရှနိုင်ငံစီးပွားရေးကိုစစ်တမ်းကောက်ယူနေတဲ့အဖွဲ့တွေက အခုနဲ့အထဲမှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဲဆွယ်စီးယုံတဲ့ကာလကနေမဲပေးတဲ့အချိန်ကာလအထိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေလောက်ကြတတ်ဖြတ်ခံရနိုင်တာကြောင့်လုံခြုံရေးကိုကာကွယ်ပေးရမယ်လို့အကြံဖတ်စစ်ခွေးခေါင်းဆောင်ကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ12ရက်နေ့ကနေပြည်တော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးမှာအကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပဲပြောဆိုခဲ့ပါတယ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ရမှာဖြစ်တဲ့အတွက်ဝင်ရောက်ရှင်ပြိုင်တဲ့ကိုယ်စားလှယ်တွေကိုဒလန်ဆိုပြီးတော့လုံခြံတပ်ဖြတ်တာတွေဖြစ်လာနိုင်ပါတယ်မဲဆွယ်စီယုံရေးကာလကနေပြီးတော့ မဲပေးတဲ့အထိနိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်တွေရဲ့လုံခြုံရေးကိုနာလာအကောင်စီကနေပြီးတော့ကာကွယ်ပေးရမှာဖြစ်ပါတယ်နိုင်ငံတော်အနေနဲ့ကလည်းမြန်မာနိုင်ငံမှာပြုတ်လုံမဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးအပြုသဘောဆောင်တဲ့နိုင်ငံတွေရှိသလိုရွေးကောက်ပွဲအပေါ်စောဒကတက်တဲ့နိုင်ငံတွေလည်းရှိနေလို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတရဖြစ်စေရင်မဲမတမာမှုကင်းရှင်းတဲ့ရွေးကောက်ပွဲဖြစ်စေရေးအတွက်ဆောင်ရွက်ရမှာဖြစ်တယ်လို့စစ်ခွေးခေါင်းဆောင်ကပြောကြားလိုက်ပါတယ်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားသူမှန်တယ်မယ တေတံအထိမိန့်ချနိုင်တဲ့ဥပဒေကိုဇူလိုင်လ29ရက်နေ့မှာစစ်ခွေးကောင်းဆောင်ကလက်မှတ်ရေးထိုးပြီးတော့ထုတ်ပြန်ထားတာလည်းရှိပါတယ်ရွေးကောက်ပွဲကိုကျင်းပဖို့စူးစမ်းနေတဲ့စစ်ကောင်စီအနေနဲ့ဇူလိုင်လ31ရက်နေ့ကရှမ်းရခိုင်ကချင်ကရင်နီကရင်စကိုင်းမကွေးနဲ့မန္တလေးတိုင်းကမြို့နယ်63မြို့နယ်မှာစစ်အုပ်ချုပ်ရေးကြီးညာထားပါတယ်ဒါကြောင့်လဲဩဂတ်စ6ရက်နေ့နဲ့9ရက်နေ့က ရှမ်းပြည်နယ်မှာရွေးကောက်ပွဲအလုံးစုံကျင်းပနိုင်ရေးအတွက်စစ်ကော်မရှင်အဖွဲ့က UWSA ဝါတာဖွဲ့နဲ့ NDAA မိုင်းလာအဖွဲ့စီကိုတွားပြီးတော့အကူအညီတောင်းခဲ့ရပါတယ်။စစ်ကောင်စီကပြုလုပ်မယ်ရွေးကောက်ပွဲဟာဝင်းရောက်ရှင်ပြိုင်မဲ့ပါတီ49ပါတီရှိပြီးတော့အဲ့ဒီထဲက9ပါတီကတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်ရမှာဖြစ်ကဂျန်နဲ့ပါတီ40ကတော့ပြည်နယ်နယ်အတိုင်းဒေသကြီးတွေမှာပဲဝင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးတပ်ကလူငယ်များကိုစစ်မှုထမ်းတပ်သားများအဖြစ်ရှေ့တန်းမှာတေဆုံးမှု 6လကျော်မှစစ်တပ်ကမိသားစုကိုအကြောင်းကြားလာပြီးတော့တေဆုံးသွားတဲ့စစ်မှုထမ်းတပ်သားများအတွာဘာအကျိုးခံစားခွင့်မှပေးဖို့မရှိဘူးဆိုပြီးစစ်တပ်ကတရားဝင်အကြောင်းကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ကြီးလမ်းမတော်ရက်ကွက်ကအသက်30အရွယ်မောင်ချမ်းမြင့်အောင်ခေါအောင်အောင်ဟာ2024ခုနှစ်အေပီလမှာစစ်မှုထမ်းအပတ်စဉ်တက်အတွာအတင်းအကျပ်လိမ့်လေခေါ်ယူခံခဲ့ရပြီးတော့လာရှိုးအနီးရှမ်းမြောင်ရှေ့တန်းစစ်မြေနားပြင်မှာလွန်ခဲ့တဲ့6လလောက်ကတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ စစ်ခွေးတပ်နဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းတပ်သားမောင်ချမ်းနေအောင်တိုက်ဆုံမှုကိုကြံရစ်တဲ့မိသားစုထံကိုအတိပေးအကြောင်းကြားခြင်းမရှိပဲ6လကျော်မှအတိပေးလာတဲ့အတွက်မနေ့ကမှကြံရစ်သူမိသားစုကရက်လေတရားနာတပိတ်တော့ပြုတ်လုခဲ့ရတယ်လို့သိရပါဗါတယ်မောင်ချမ်းနေအောင်က ရှမ်းမြောက်ရဲ့ရှေ့တန်းမှာတည်သွားတာပါအလောင်းလဲပြန်မရဘူးရှမ်းတောင်ကလူငယ်တွေပို့လူငယ်တွေကအဲ့ဒီလိုမျိုးအလောင်းလဲပြန်မရသတင်းလဲပြန်မကြရပဲနဲ့ရှေ့တန်းမှာတည်နေတာခဏခဏပဲလို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်တောင်ကြီးမြို့နယ်ကျောင်းကြီးစုရတနာတီကန်တာစိန်ပန်ညောင်ဖြူစခန်ချမ်းမြသာစီစတဲ့ရက်ကွက်များကစစ်မှုတန်းစိတ်ခေါ်ခြင်းခံရတဲ့လူငယ်များဟာလေရှေ့တန်းမှာမကြခဏတည်ဆုံးခဲ့တော့လဲကြံရည်သူမိသားစုက အချိန်နဲ့တပြင်းညီတိကွင်မရဘဲနဲ့အချိန်များစွာနောက်ကျပြီးမှစစ်ခွေးတက်ကအသီးပိအကြောင်းကြားလာတယ်လို့ပြောပါတယ်စစ်မှုထမ်းတပ်သားတက်များရှေ့တန်းမှာတေဆုံသွားတော့လေစစ်တက်ကအဲ့ဒီတေဆုံသွားတဲ့စစ်မှုထမ်းတပ်သားများအတွက်ဘာအကျိုးခံစားခွင့်မှပေးမှာမဟုတ်ဘူးလို့တရားဝင်အသီးပိအကြောင်းကြားလာတယ်လို့ပြောပါတယ်အေယာဝတီတိုင်းကံကြီးတောင်မြို့နယ်ရေရင်းစိတ်အုပ်စုကစစ်မှုထမ်းအပတ်စဉ်6တင်တန်းစင်းတပ်သားတက်ကိုစင်ဘိုဘိုဟာ မက်စလာ၁၀ရက်နေ့ကချန်ပီယံနယ်နဲ့ကယန်နီပြည်နယ်အဆက်ရှေ့တန်းစစ်မြေပြင်တိုက်ပွဲမှာတေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ယခုခါစစ်တပ်ကတေဆုံးသူစစ်မှုထမ်းတပ်သားတဲ့ကိုစင်ဘိုးဘိုးအတွက်ဘာအကျိုးခံစား권မှာစစ်တပ်ကပေးရန်မရှိဘူးဆိုပြီးတော့တရားဝင်အကြောင်းကြားလာကြောင်းသိရပါဗျ။သူကစစ်မှုထမ်းလိုက်သွားတော့ကလည်းအခါချင်းငွေရယူလူစားထိုးပြီးတော့စစ်မှုထမ်းအပတ်စဉ်6ကိုလိုက်သွားတာအခုလဲတက်ကဘာခံစား권မှာမပေးနိုင်ဘူးဆိုတာအသိပေးလာပါတယ်။ကြံရည်သူမိသားစုကရှောက်ထားတာကိုပယ်ချလိုက်တယ်လို့ပြောတယ်လို့ တေဆုံးသူစစ်မှုထမ်းတပ်သားတဲ့ကိုစင်ဘိုဘိုနဲ့ခင်မရင်းနေတယ်မိတ်ဆွေက ပြန်လည်ပြောပြထားပါဗျတေဆုံးသွားတဲ့အပတ်စဉ်6တင်းနန်းစင်စစ်မှုထမ်းတပ်သားတဲ့ကိုစင်ဘိုဘိုမှာမိခင်မရှိတော့ဘဲနဲ့လေးဖြတ်နေတဲ့ဖခင်သားကြာရိုက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ကွင်းစခန်းနဲ့ကွင်းချောင်းဝဗျူဟာစခန်းတို့မှာတာဝန်ကျနေတဲ့စစ်မှုထမ်းတပ်သား၈ဦးဟာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂုတ်လ၁၂ရက်နေ့ကကြောက်ကြီးမြို့နယ်နတ်တန်ကွင်းစခန်းနဲ့ကွင်းချောင်းဝဗျူဟာစခန်းတို့မှာစစ်မှုထမ်းတင်တန်းအပတ်စဉ်၉တင်တန်းစင်းတဲ့တပ်သားတဲ့၂ဦးနဲ့အပတ်စဉ်၅တင်တန်းစင်းစစ်သား၆ဦးတို့ဟာပြည်သူ့ကာကွယ်တပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေဗျူဟာ၂၅ကိုကဲမှုအောက်မှာရှိတဲ့ ်ဘကိုးခရိုင်တပ်ရဲနဲ့ P23702 ကိုလက်နက်မဲ့နဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။လက်နက်မဲ့အလင်းဝင်လာတာပါကြိုပြီးတော့ချိတ်ဆက်တာတော့မရှိပါဘူး။ကြံတဲ့ပြည်သူစစ်တွေအနေနဲ့နီးဆက်ရာ PDF တပ်ဖွဲ့တွေကိုချိတ်ဆက်ပြီးတော့လက်နက်နဲ့တကွအလင်းဝင်ကြဖို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့တန်နေစစ်သားတွေကသူတို့ပြည်သူစစ်တွေကိုလူသားတိုင်းကအဖြစ်ပဲသတ်မှတ်ထားကြတာဖြစ်ပါတယ်။တိုက်ပွဲမှာဆိုရင်လေရှေ့ဆုံးကနေပြီးတော့အသေးခံတက်ခိုင်းမယ်။ဒဏ်ရာရရင်ပြန်မဆွဲဘူးထားခဲ့မယ်။တိုက်ပွဲမှာကြာသွားရင်လေအထက်ကိုမတင်ပြဘဲနဲ့ ဲ့ဒီစစ်သားတွေရဲ့လစာကိုထုတ်ပြီးတော့စားကြမယ်ပြီးတော့သူတို့ကပြည်သူစစ်တွေကိုလည်းမယုံဘူးနေကင်းကြောင်တောင်တောင်လက်နဲ့ပေးမကင်ဘူးဖုန်းလဲတုံးခွဲမပေးဘူးဒီလိုမျိုးဖိနှိပ်ထားတာတွေကြောင့်အများဆုံးရုံထွက်ကြဖို့တိုက်တွန်းကြပါတယ်လို့ဘကိုးခရအမှတ်နဲ့တိုက်ရင် P23702 ကတာဝန်ရှိသူကရှင်းပြထားပါတယ် အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သား2ဦးဟာခလိုက်ရ60ကြောက်ကြီးမှာပြည်သူစစ်တင်တန်းအပတ်စဉ်ကိုကို၎င်းကျန်တဲ့6ဦးဟာကန်ရန်ဒေတာကော့တောင်းမြို့အခြေဆိုင်ခမရ5ကို3မှာပြည်သူစစ်တင်တန်းအပတ်စဉ်5ကို၎င်းတက်ရောက်ခဲ့ရသူများဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့တဲ့စစ်မှုထမ်းတပ်သား8ဦးကိုပြည်သူကာကွယ်တပ်မတော်ကအလင်းဝင်များရဲ့လုံထုံးလုံနီးများနဲ့အညီစီစစ်လက်ခံထားပြီးတော့လူအခွင့်ရေးအပြည့်အဝနဲ့ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ လက်နက်ချပြီးတော့ပြည်သူနဲ့ပူးပေါင်းခြင်းနဲ့စစ်ကောင်စီတပ်သားများကိုဘကုတ်ခရိုင်တရဲနှစ်ကလက်ခံကြိုးစို့လျက်ရှိကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း